သမီးတို့မင်္ဂလာပါတီချဲကတော့ Grade 2မြန်မာစာကို သင်ကြားပေးမယ့်တီချဲအေဂရီ ဖြစ်ပါတယ်တီချဲအခုသင်ကြားပေးမယ့်သင်ခန်းစာလေးကတော့အခန်းကိုကို့အကြောင်းလေးတွေပြောကြရဲစာပိုက်ကလေးတွေရေးကြမယ်အပိုင်းကကြီးကို့အကြောင်းလေးတွေရေးကြည့်ကြရအောင်ဆိုရဲခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကွယ် ဒီချဲရို့ဒီသင်ခန်းစာလေးကိုတင်ကြားရတဲ့အဓိကရည်ရွယ်ချက်လေးကတော့သားတို့သမီးတို့ဟာကိုယ့်ရဲ့အကြောင်းလေးတွေကိုကိုယ်တိုင်တည်တည်ချာချာစီကုံးပြပြတတ်ပြီးတော့စာကြောင်းလေးတွေကိုလည်းရေးသက်စေဖို့ရည်ရွယ်ပါတယ်ကွယ်အခုဒီချဲကဖတ်စာအုပ်ထဲမှာ ရေးထားတဲ့မောင်လအကြောင်းကို နမူနာလေးဖတ်ပြပေးမယ်နော်ကျွန်တော်ဤအကြောင်းကျွန်တော်ဤမြည်သည်မောင်လဖြစ်ပါသည်ကျွန်တော်ဤဖခင်သည် ဥပဖြစ်ပါသည်ကျွန်တော်ဤမိခင်သည်ဒေါ်အေးဖြစ်ပါသည်ကျွန်တော်တို့သည်ထန်းသုံးမီရွာတွင်နေကြပါသည်ကျွန်တော်ဤမိဘများသည်လည်းလုပ်ကြပါသည်ကျွန်တော်မှာအကိုတယောက်အမတယောက်ရှိပါသည်ကျွန်တော်တို့သည်ရွာရှိမူလာရန်ကျောင်း၌ပညာသည်ယူနေကြပါသည်ကျွန်တော်ယခုဒုတိယရန်ကျောင်းသားဖြစ်ပါသည်။ကဲ ဟုတ်ပြီတားရသမီးတို့ရေအခုတီချဲဖက်ပြသွားတာကတော့မောင်လာအကြောင်းကိုရေးထားတဲ့စာကြောင်းလေးတွေပဲဖြစ်ပါတယ်။ကဲ နောက်ထပ်တစ်ခုတီချေဖတ်ပြပေးမယ်။အဲ့ဒါလေးကတော့သားတို့သမီးတို့ရေစာချောင်းလေးကိုပဲတီချေတို့ဟာတချောင်းတချောင်းတချောင်းမရေးတော့ဘဲနဲ့စာပိုက်လေးပုံစံရေးထားတာဖြစ်ပါတယ်ကွယ်။စာပိုက်ပုံစံရေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တချောင်းပြီးရင်တချောင်း စာချောင်းလေးရဲ့အဆုံးမှာသားတို့သမီးတို့ဟာပုံမှန်လေးချဖို့မမေ့နဲ့နော်။ကျွန်တော်ဤကြောင်ကျွန်တော်ဤမြည်သည်မောင်းလှဖြစ်ပါသည်။ကျွန်တော်ဤဖခင်သည် ဥပဖြစ်ပါသည်ကျွန်တော်၏မိခင်သည်ဒေါ်အေးဖြစ်ပါသည် ကျွန်တော်တို့သည်ထန်းသုံးမီရွာတွင် နေကြပါသည်ကျွန်တော်၏မိဘများသည်လည်လောက်ကြပါသည် ကျွန်တော်မှာအကိုတယောက်အမတယောက်ရှိပါသည် ကျွန်တော်တို့သည်ရွာရှိမူလာရန်ကျောင်း၌ပညာသင်ယူနေကြပါသည် ကျွန်တော်ယခုဒုတိယရန်ကျောင်းသားဖြစ်ပါသည်ကဲတာရုသမီးတို့ရေ အခုဒီစာပိုက်လေးမှာဒီချက်ထပ်ပြီးပြောပြပေးချင်တာကတော့သားတို့သမီးတို့ရေပြောစကားနဲ့အရေးစကားမတူဘူးဆိုတာခလေးတို့သိရအောင်နော်ဥပမာအပြောစကားမှာကျွန်တော်ဤနာမည်ကမောင်မောင်ဖြစ်ပါတယ်လို့ပြောပြီးတော့တကယ်တကယ်ဝကြလေးအနေနဲ့ရေးတဲ့အခါမှာတော့ကျွန်တော်ဤအမည်သည်မောင်မောင်ဖြစ်ပါသည်ဟုရေးရမှာပဲဖြစ်ပါတယ်ကွယ်ပြီးရင်တော့ဝကြတကြောင်းချင်းစီရဲ့အဆုံးမှာ ပုံမှန်လေးတွေချဖို့လည်းမမေ့ကြနဲ့နော်ကလေးတို့မောင်လာပြောခဲ့တဲ့အကြောင်းအရာလေးတွေကိုမှတ်မိတယ်မလားကဲအဲ့ဒီအကြောင်းအရာလေးတွေကို စာချောင်းလေးတွေပြန်ဖတ်ကြည့်ကြရအောင်နော်ကျွန်တော်ရဲ့နာမည်ကမောင်လာဖြစ်ပါတယ်အဖေကဥပဖြစ်ပါတယ်အမေကဒေါ်အေးဖြစ်ပါတယ်ကျွန်တော်တို့ကသန်းသုံးမိရွာမှာနေကြပါတယ် ကျွန်တော်မိဘတွေကလဲလို့ကြပါတယ်ကျွန်တော်မှာအကိုတယောက်အမတယောက်ရှိပါတယ်ကျွန်တော်တို့ရွာကမူလာရန်ကျောင်းမှာကျောင်းတက်နေပါတယ်အခုကျွန်တော်ဒုတိယရန်ကျောင်းတာပါကဲဒါကတော့အပြောစကားနဲ့ပြောပြပြီးရောရေးထားတာဖြစ်ပါရဲ့ကွယ်ခုနကဒီချေပြောခဲ့သလိုပဲအပြောစကားနဲ့အရေးစကားကမတူဘူးဆိုတာတော့တားတို့သမီးတို့မှတ်ထားကြရမယ်နော်ပထမတစ်ခေါက် ဖတ်တာနဲ့ဒုတိယတစ်ခေါက်ဖတ်တာဘလို့ kwa ချားမှုရှိလဲဆိုတာကိုတီချဲအရင် ပြောပြပေးပါမယ်။ဝါကြကြောင်းချင်းစီကိုသားတို့သမီးတို့ရေးတဲ့အခါမှာစာပိုက်ပုံစံနဲ့လည်းရေးလို့ရတယ်။ဝါကြလေးတွေကိုစက်ရေးလိုက်တဲ့အခါမှာလည်းအတိပ္ပယ်ရှိတဲ့စာပိုက်ကလေးတွေရနိုင်ပါတယ်။ဒါပေမဲ့လုံးဝမမေ့ရမှာကတော့ဝါကြတဲ့ကြောင်းချင်းစီရဲ့အဆုံးမှာတော့သားတို့သမီးတို့ဟာပုံမှန်ခြာရမယ်နော်။ ကဲအခုဆိုရင်သားတို့သမီးတို့ဟာမောင်လှအကြောင်းရေးထားတဲ့အပြောစကားရော အရေးစကားရော စာကြောင်းလေးတွေကိုဖတ်ပြီးတော့စာပိုက်ပုံစံနဲ့ရောဝါကျပုံစံနဲ့ပါရေးသက်ဖတ်တတ်သွားကြမယ်နော်အဲ့ဒါဆိုရင်သားတို့သမီးတို့မလုပ်ရမလဲဆိုရင်သားတို့သမီးတို့ရဲ့ကိုပိုက်အကြောင်းကိုအကြောင်းလေးတွေကိုစဉ်းစားပြီးတွေးပြီးတော့လေ့ကျင့်ခန်းစာအုပ်ထဲမှာရေးကြည့်ကြရအောင်နော် ရေးတဲ့အခါမှာလေဒီချက်ရှင်းပြသွားသလိုပဲ အပြောစကားနဲ့အရေးစကားမတူဘူးဆိုတာကို မှတ်သားထားကြပါသားတို့သမီးတို့ရေ